မင်္ဂလာပါရှင်နိုဝင်ဘာလ23ရက်နေ့ဖြစ်ပါတယ်စစ်တက်သေးဝင်လာတဲ့ထမင်းငက်လို့လေလာပြီးကောမန်မန်အညာသားတွေရတဲ့ထမင်းငက်လို့ငက်လို့ထမင်းငက်လို့တော့မပြောငက်လို့စစ်တက်သေးဝင်လာတဲ့ရာဇဝင်ကိုမသိရင်လည်းတိတ်တိတ်နေ1949ခုနှစ်မှာ မြန်မာနိုင်ငံကိုတောင်းညှမ်းသူတပုံတွေကတိုက်ခိုက်ပြီးတော့အခါကျရန်ကုန်လိုမျိုးတဲ့ကြံခဲ့တဲ့အချိန်မှာအညာသားတွေအကုန်လုံးကကိုယ့်မြန်မာနိုင်ငံကိုတိုင်းရင်းသားတွေဝိုင်းတိုင်နေရမခံနိုင်လို့ခါကျတော့တက်သေးကိုသူ့တဘောနဲ့သူဝိတာလွန်ခဲ့သောအနှစ်ဘလောက်ကအခုအသက်60ကျော်တဲ့လူတွေ90ကျော်တဲ့လူတွေ60ကျော်တဲ့လူတွေစစ်တပ်ထဲမှာရှိနေရတဲ့ထမင်းငတ်လိုဝင်တဲ့လူရှိလားနော်ကြည်ကြပြော အဲပြီးလို့ရှိရင်စစ်သားမိန်းမတွေကိုလည်းလာပြီး comment မှန်းတယ်ငတ်လို့ငတ်လို့စစ်သားမိန်းမဟိုအပြင်အရက်ထဲမှာရက်ကောက်ထဲမှာသွားကြည့်လိုက်စမ်းပါစစ်သားနဲ့ပတ်သက်တဲ့လူတွေစစ်သားနဲ့ပတ်သက်တဲ့အိမ်ကြီးကြီးပဲနော်စစ်တဲ့နေကင်းတဲ့လူတိတ်မရှိဘူးเอโกก็တော့กูอ่ะบายอမျိုးမို့လို့กูอ่ะသူများအောင်နှိမ်ပြီးတော့နိုင်ခြင်းပြီးတော့ပြောလဲတော့မသိဘူးပြောပြအောင်မယ်အဲ့ဒီဗမာတိုင်းရင်းသားတွေအညာသားတွေอ่ะလေ မခံနိုင်ဖြစ်လို့ဝင်းတာစစ်တပ်ထဲဝင်းကုန်းတာအဲ့ဒီမှာအဘတို့အမတို့အခုခမရတို့ခုခေါ်နေတဲ့အဘတို့အမတို့ဆိုတာက14နှစ်သားမှာပါတယ်စစ်တပ်ထဲဝင်တယ်14နှစ်သားအောက်လူတွေအစဝင်းငယ်တိုင်းရင်းသားတွေကရင်နေအဲတော့ကရင်နေ KNDO တွေအမတိုက်လို့အဲ့ခါကျတော့သူတို့ရဲ့အမေအေးတွေဖေးနေကိုဟဲ့ပြီးနေရတဲ့ခါကျသူတို့ရဲ့တရင်မှုတွေသူတို့ထက်အရာရှိတွေကိုသူတို့က အဘဆိုတာဖေလို့ခေါ်တာအမဆိုတာအမေလို့ခေါ်တာအဲ့ဒီအဘတွေအမတွေကအဲ့ဒီညာသားတွေကနေပေါ်လာတာအဲ့တော့အညာသားတွေကထမင်းငတ်လို့စစ်တဲထဲဝင်နေလို့ပြောနေတယ်စကားကိုတေချာတမိုင်းလည်းတေချာတည်အောင်ပြောသူများအောင်နှိမ်ချင်တာနဲ့စစ်တက်ကိုနှိုင်ချင်တာစစ်ဘုတ်ချုပ်တွေမကြည့်ချင်တာနဲ့ပဲရှောက်မပြောရအောင်ကိုအုံနောက်မရှိရလူတိတယ်တိလားကိုအုံနောက်မရှိရလူတိတယ်နော် ကိုုံတော့မရှိရလူသိတယ်ရခိုင်တဲ့ရခိုင်မှာ မနဲ့ဘာမှပြောလို့မရဘူးတစ်တော်တစ်ချိန်လုံးပိတ်နေအကောင့်တွေကိုပြောင်းတော့မှာခုဟွာရခိုင်မှာတန်း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 ဆိုသွားနေပြီအများကြီးရနေပြီဒီခါထုံမြန်နိုင်တိုင်းပတ်တဲ့အနေပဲတိုင်းပတ်တဲ့အချိန်ရာဒီရောက်လာပြီဒါပဲပြောချင်တယ်ထပ်ပြီးတော့မပြောတော့เนาะ စစ်တပ်ကိုတိတ်ပြီးစိတ်မနာနဲ့စစ်တပ်နဲ့တရားအောင်နေတတ်မှ နိုင်ငံတိုးတက်မှသဘောပေါက်တာ